လက်ပြက်လက္ခဏာရှင်သည်တတခုခုကိုလောက်တော့မယ်သူတို့ရင်ထဲမှာရန်သူဆိုတာကိုမှတ်ထားလိုက်ပြီးဆိုလို့ရှင်သူ strategy ချချပြီးွားလို့ရှင်ပေါ်တင်ရင်ဆိုင်နေနောက်ကျတော့ဓာတ်နဲ့တော့မထုံမလုံရဲတာမရှိဘူးလက်ပုံစံကောင်းရင်ကောင်းသလားစိုးရင်စိုးသလားညံ့ရင်ညံ့သလားဘဝအစ်အတန်းလေးတော့ကြွားွားတယ်တေကြတာတစ်ခုကတော့ တစ္ဆာရှိမိသားစုအပေါ်မှာတစ္ဆာရှိ အပေါင်းအသင်းတွေအပေါ်မှာတစ္ဆာရှိရဲ့ကောင်းနဲ့လက်တွဲထားတဲ့တစ္ဆာမရှိရဲ့ကောင်းရက်ဆက်တတ်တယ်သတိထားပြရမှာစွန်စားလို့အာကြီးလို့တချီရဲနဲ့သူကအများကြီးပတ်စံသိန်းသောင်းချီရနိုင်တာဖြစ်တယ်လို့တချီရဲနဲ့လည်းအများကြီးဆုံးရှုံးသွားနိုင်တယ်လက်ပြက်လက္ခဏာလေးတွေမြင်မှုကြလားလက်ပြက်လက္ခဏာလေးတွေ ။ဆင်မအိုလာမေးကြတယ်လက်ပြက်လက္ခဏာလေးတွေကဘလို့လေးတွေလဲတဲ့။ကျမတို့ရဲ့လက်မှာလက်ပြက်ကလေးတွေပါတယ်အထူးသဖြင့်အမျိုးသားတွေရဲ့လက်မှာတော့ပုံများတာပေါ့နော်လက်ပြက်လက္ခဏာလေးတွေပါတယ်။ဆီအမ2023ခုနှစ်ကိုလာပိုင်းတော့ဟာဒီလက်ပြက်လက္ခဏာအကြောင်းကိုတင်ပြပေးဘူးတယ်။အသက်လမ်းကြောင်းလက်ပြက်လက္ခဏာဆီမှာဒီအိမ်ကြီးဝါရောင်လေးနဲ့တင်ပြပေးဘူး။အခုဒါကြာခဲ့ပြီဆိုရင်ဖတ်ပြီးွားတော့ဟောပြောပြပေးပါမယ်နော်။လက်ပြက်လက္ခဏာပိုင်ရှင်လေးတွေရတော့သူက ီလိုမျိုးလက္ခဏာပုံမှန်ကြည့်လိုက်ရင်တော့ဒီလိုနှစ်ချောင်းပဲပါတယ်။တချို့ကလည်းဒီနေရာလေးတွေမှာအချောင်းလေးနှလုံးလျောက်ပုံမှာတချောင်းထပ်ပါတာဖြစ်ချင်းဖြစ်နေတယ်။ဥကောင်းလျောက်နဲ့နှလုံးလျောက်နဲ့ပေါင်းစုွားတဲ့ပုံတရံပေါ့နော်။အဲ့လိုလက်ပြက်လက္ခဏာပိုင်ရှင်လေးတွေကပါလေဆိုရင်နံပါတ်၁ကစွန့်ရဲတယ်၊စားရဲတယ်။သူတို့ဘဝမှာသူတို့မလုံရဲတာမရှိဘူး။လက်ပုံစံကောင်းရင်ကောင်းသလား စိုးရင်စိုးသလောက်ညံ့ရင်ညံ့သလောက်ဘဝအစဉ်အတန်းလေးတော့ကြွားသွားတယ်။တေချာတာတစ်ခုကတော့တစ္ဆာရှိမိသားစုအပေါ်မှာတစ္ဆာရှိ အပေါင်းအသင်းတွေအပေါ်မှာတစ္ဆာရှိရဲ့ကောင်းနဲ့လက်တွဲထားတဲ့တစ္ဆာမရှိရဲ့ကောင်းရက်ဆက်တတ်တယ်။နောက်ကျောဓာတ်ထုတ်ရတာတော့ဝါသနာမပအောင်ရင်ဝင်နဲ့ထည့်ပြီးဓာတ်ထုတ်ရလဲဝါသနာမပအောင်ရှေ့တည်းကနေပဲဓာတ်နဲ့ထုတ်ရင်တော့ထိုးလိုက်မယ်အဲ့လိုမျိုးပေါ့နော်မိသားစုပေါ်တိတတ်တယ်ဂျိုးကုံကောင်းရင်ကောင်းသလောက်အဲ့ဒီ လူတွေကမဟာဖြူဟာအကြီးကြီးတွေကိုခြတတ်တယ်။သူတို့ခြတဲ့ဖြူဟာတွေကစည်ရည်စည်ရမှာဆိုဥပမာစစ်တင်နာပတိတုတ်ပတိချုပ်တွေခြတဲ့ဖြူဟာလိုမျိုး strategy အကြီးကြီးကိုခြတာမကြောက်တတ်ဘူးဘဝကအစင်းနှမင်းမြင့်နေရမယ်တအားကြိုးစားတာဒါမဲ့လက္ခဏာလမ်းကြောင်းတွေကောင်းရမယ်ဂျုံကုန်အင်အားတွေကောင်းရမယ်လက်ပုံစံတွေကောင်းရမယ်ပေါ့နော်ဒဇူထိုးလုတ်တယ်ဒါမဲ့တစားကန်းတော့မဆန်ဘူး သူများကဒုံနဲ့ရွှေယုံမရှိသေးတယ်လက်ပြဲလက္ခဏာရှင်ကချပြီးသွားလှုပ်ပြီးသွားဒါမဲ့ဒီတိမုံလမပိုင်ရှင်တို့ဒီနှလုံးနှယောက်စနေကိုဂျိုးကုန်ဆိုးနဲ့သူတို့ဟာသူကလှုပ်ပြီးဆိုလို့ရှင် ချမယ်ရိုက်မယ်နှက်မယ်ဆိုပြောတယ်လှုပ်လိုက်တယ်သို့တော်လည်းပဲလက်ပြဲလက္ခဏာရှင်ဒီတခုခုကိုလှုပ်တော့မယ်သူတို့ရင်ထဲမှာရန်သူဆိုတာကိုမှတ်ထားလိုက်ပြီးဆိုလို့ရှင်သူ strategy ချချပြီးသွားလို့ရှင် ပေါ်တင်ရင်ဆိုင်နေနောက်ကျတော့ဓာနဲ့တော့မထုံအတင်းမုံလမပိုင်ရင်ရောက်ထုလိုက်တာလို့ဖိလိုက်တာလို့နှံ့လိုက်တာလို့နှံ့လိုက်တာလို့ရှိလက်ပြက်သမားကတော့အဲ့လိုမျိုး strategy ချပြီးမှစော်တဲ့သူဖြစ်တယ်မွေးမြူစိုက်ပျိုးရေးအလုပ်တွေမှာလည်းလက်တွေ့ကျကျစီမံခန့်ဝဲမှုနဲ့လုံနိုင်တယ်လို့နီးပညာနဲ့ပတ်သက်ပြီးလုံမယ်ဆိုလို့ရှင်လည်းလုံလို့ရတယ်ဒါပေမဲ့လက်ပြက်လက္ခဏာရှင်တွေကသူကတော့စစ်ပတ်ပိုင်းဆိုင်ရာအတိုက်အခိုက်ပိုင်းဆိုင်ရာမှာပို့ပြီးွားတော့သွားတယ်လို့ပြောလို့ ရတယ်။ဝင်းမြူစိုက်ပျိုးရေးတွေလည်းလောက်ကြတယ်။နိမိညာပိုင်းတွေလည်းလောက်ကြတယ်။ဘဏ္ဍာရေးတွေမှာဆိုလို့ရှိရင်လည်းထိတ်တန့်အရာရှိကြီးကြီးလောက်လောက်လောက်ကြတယ်။သူတို့က strategy ချမှတ်တဲ့နေရာမှာအရန်ကောင်းတဲ့သူတွေဖြစ်တာ။နော်။ဒီကလက်ပြက်လက္ခဏာရှင်နော်။ဒီသူတို့ကသူတို့ရဲ့ strategy ချတဲ့နေရာမှာအရန်ကောင်းတာ။တကုတ်ကိုသူတို့လောက်ပြီဆိုလို့ရှိရင်ကြောက်နေရတော့မှောက်နေရတော့မရှိဘူး။ ဆက်ကူးရင်တော့ပြူဒါပေမဲ့လက်ချောင်းလေးတွေသေးရင်သွယ်ရင်လက်ပုံစံမကောင်းရင်ဂျိုးကုန်းလေးပြားရင်တော့ဘဝအစင်တန်းလေးတွေကတော့တဖြည်းဖြည်းနဲ့တော့နည်းနည်းတော့ကွာနိုင်တယ်ဂျိုးကုန်းကောင်းလက်ပုံစံကောင်းလက်ရည်သာကောင်းလို့ရှိရင်တော့အဲ့ဒီတယောက်ကိုဘယ်ကောင်မှမမီဘယ်ကောင်မှမမီလိုက်လို့မမီတော့အဲ့လိုပုံစံမျိုးဖြစ်တတ်တာပေါ့နော်အဲ့ဒါဒီလိုမျိုးဥကောင်းလက်ညောင်းနဲ့နှလုံးလက်ညောင်းနဲ့ဒီလိုစုံသွားတယ်ဒီမှာအတက်လက်ညောင်းကဒီလိုဖြစ်တာတချို့တွေကကြတော့ ဒီလိုမျိုးလေးတွေပါတတ်တယ်တချို့လေးတွေကကြတော့ဒီလိုမျိုးဒီလိုမျိုးနှလုံးလုံးယောက်ဒီလိုနားကဆရာလေးရှိအဲ့ဒါတွေကလည်းဒါလက်ပြက်လက္ခဏာရှင်တွေပဲဖြစ်ပါတယ်နောက်ပြီးတော့တချို့ကမှကြတော့ဒီလိုတချောင်းနဲ့ပဲပါတာဟိုမှာဒီနှလုံးလုံးယောက်ဒီပေါ်တတ်မှာဒီလိုမျိုးအတိုလေးပါတယ်အဲ့နှလုံးဝင်းရောအပူလေးပါလာပြုံဖြစ်ပြီးတော့လက်ပြက်လက္ခဏာရှင်နေဖြစ်ပါတယ်။အိုးအဝေးစီပဲဆင်းရဆင်းရ နိဗ္ဗာန်မတက်တက်ဆိုတဲ့လူစားမျိုးတွေဆွရဲစားရတဲ့နေရာမှာတော့သူများနဲ့တော့မတူဘူး။သူများကလုံးမယ်လို့ရည်ရွယ်ပြွားရင်သူတို့ကလုံတာပေါ့နော်။လက်ပြက်လက္ခဏာအမျိုးအစားပေါင်း100ကျော်ရှိတယ်။ဒါပေမဲ့ဒါကတော့ရေဘူးရလက္ခဏာဆရာမပြောပြပေးရမှာနော်။အမျိုးအစားပေါင်း100ကျော်ရှိပြီးတော့အားလုံးကတော့ဒီ formula တွေကနေမထွက်ဘူးလို့တော့ပြောလို့ရတယ်။သတိထားပေးရမှာစွန်စားလို့အကြီးလို့တချီရဲနဲ့သူကအများကြီးပတ်စံ3000ချီရနိုင်တာဖြစ်တယ်လို့တချီရဲနဲ့လည်းအများကြီးဆုံရှုံသွားနိုင်တယ်။ ဆိုတော့လောင်းဝန်းသားဆန်ဆန်စွန်သားတာတော့နည်းနည်းတော့ရှာတယ်တွက်ချက်ပြီးမှစွန်သားတာပေါ့နော်ဒါပေမဲ့အဲ့လိုတချီရဲရလိုက်တချီရဲရှုံလိုက်ဖြစ်တတ်တဲ့အတွက်သတိဝရိယထားပေးပါလက်ပြက်လက္ခဏာအောင်မှာဂျုံုံလေးတွေလက်ပုံစံလေးတွေကောင်းနေပြီဆိုလို့ရှင်တော့ဒါတော့ဒါကဘာကိုအုပ်ဆိုးမဲ့လက်ပြက်လက္ခဏာဖြစ်တယ်ပေါ်သေးသေးမဟုတ်ဘူးဆရာကောင်းကိုရှာအမိကောင်းကိုရှာမိဘဆရာသမားတွေဆုဆုံးမတာကိုနာခံ ကျင့်ဝတ်တွေစီကဲနေလို့တို့ကအစတွေကလေးစားပြီးသားလက်ပြက်လက္ခဏာရှင်တွေထဲမှာအချာပင်တယောက်မှပါအချာအချာအချင်းတယောက်မှမပါဘူးပေါ့နော်ဟုတ်ပါပြီလက်ပြက်လက္ခဏာပိုက်ရှင်လေးတွေအမြင်ဆံမအောင်မေးထားကြတာနော်အားလုံးပဲလက်ပြက်လက္ခဏာပိုက်ရှင်လေးတွေကျမချမ်းသာကြပါစေလို့ဆံမထက်ထုံမှဆူတောင်းမြစ်တာပို့တာပေးလိုက်ပါတယ်ရှင်